ဘလူးနဲ့စိုးပိုးပေးကြောင့်လေဟာနယ်တဲရောက်လာပေမဲ့တီနေရာတမတ်ခဲ့တာမို့ကျူးချွတ်ကျရှိတဲ့ဘက်ကိုခြေဦးလဲလာခဲ့ပါတယ်။ဘိုးဘေးဖြစ်သူရဲ့ဒေါလောင်အိတ်ထဲကနေယဒနာများစွာတွေးရပြီးပလင်းလေးတစ်ခုထဲမှာတော့ရှင်းနှက်ဖျားတွေးဆက်ကိုအမှတ်မထင်တွေးလိုက်ရပါတယ်။မူလခန္ဓာကိုယ်ကရှင်းနှက်ဖျားလန်းစင်ကျင့်ကြံနေပေမဲ့ကန့်သက်ချက်ရှိနေတာကြောင့်အရေးကြုံတဲ့အခါကျရင်ဒီပစ္စည်းလေးကနေတစင်ရှင်းနှက်ဖျားတကိုယ်တွေထုတ်သုံးနိုင်စွမ်းရှိတော့ပါပြီ။ ဒါပေမဲ့ဒီပစ္စည်းလေးကမူလစစ်မြစ်ကိုတေချာမသိရတဲ့အပြင်ဘလူးနဲ့ဆိုမျိုးနွယ်စီဘလို့ရောက်ရှိနေတယ်လဲဆိုတာကမေးခွန်းထုတ်เสียဖြစ်နေခဲ့ပါတယ်။နောက်ထပ်ယတနာတစ်ခုဖြစ်တဲ့ဓမ္မဆက်ကွင်အတွင်းကနေစိတ်ဝိညာဉ်ထွက်လာပြီးတက်မချင်းနဲ့ပဲအုံပြုကမြူဆွဲဖျားယောင်းဖို့စ조사ကြည့်ပါတော့တယ်။လှပတဲ့ရုပ်အတွင်းချိုတာတဲ့အတန်တို့ဟာတခြားသူတွေအပေါ်အလုဖြစ်နိုင်ပေမဲ့ကံမကောင်းစွာနဲ့ဝက်လင်းအပေါ်မှာတော့တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဝက်လင်းကတော်လောက်ပြီဆိုပြီးဖန်ဆီးလိုက်တဲ့အခါဓမဆဝင်ထဲမှာနှစ်ပေါင်းများစွာချုံနှောင်ခံထားရတာကြောင့်လွမြောက်ချင်းယုံသာဆိုပြီးအသက်ချမ်းသာပေးဖို့မင်ကြီးဆိုတဲ့လက်ကျန်စိတ်ဝိညာဉ်ကတောင်းဆိုလိုက်ရပါတယ်။မင်ကြီးကအစွမ်းထက်အကြီးကဲတယောက်ရဲ့မူလစိတ်ဝိညာဉ်ကွဲထွက်ရာကနေပေါ်ပေါက်လာတဲ့ကျန်ရစ်ဝိညာဉ်ဖြစ်မှန်တီးလိုက်ရတဲ့အတွက်ကြောင့်ရှင်းပြလိုက်မယ်ဆိုရင်တစ်ဖက်အကြီးကဲကိုသတိပေးလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်။ဒါအပြင်လက်ကျန်ဝိညာဉ်မှာတောင်တမက်ချင်းနဲ့ပဲပါရှိနေတာမို့ပိုင်ရှင်ဖြစ်တဲ့အကြီးကဲဖြစ်သူကအရန်စွမ်းထက်မယ်ဆိုတာမြေကြီးလက်ခတ်မလွဲလို့လက်တလောသိမ်းဆီးထားလိုက်ပါတယ်။ ဒီကိစ္စထက်ပိုအရေးကြီးတာကလီမူဝမ်ပြဿနာဖြစ်လို့ကျူးချွေးကြိုရှိရကိုအမြန်ခီးဆက်လိုက်တဲ့အချိန်ကျိုးယူလေးကရှောင်းပိုင်အားကိုးနဲ့သဘောကျတဲ့ဒါရဲတွေကိုလိုက်လံဖန်ဆီးနေလျက်ရှိပါတယ်။ထွက်ပြေးလို့မလွတ်တဲ့အဆုံဝတ်ဝင်ကြီးကပြန်တိုက်ခိုက်ပေမဲ့ဘိုးဘေးဖြစ်သူတော်ကူညီပေးစီရမလို့ပဲရှောင်းပိုင်ကဖိနှိပ်ထားနိုင်လိုက်တာကြောင့်အဆုံးသတ်မှာတော့ဝတ်ဝင်ကြီးလည်းအငြင်းခံလိုက်ရပြီးကျိုးယူလေးရဲ့စီးတော်ရင်သားရဲ့အသေးဖြစ်လာခဲ့ရပါတော့တယ်။ အကြီးကဲထရန်ကဂိုင်းချုပ်ပြန်လာတဲ့အခါကျရင်စီတော့ရင်အစ်ကိုပြခိုင်းလိုက်တော့သူ့ကိုဘသူကမျောနေလို့လဲသူကသမီးကိုမေ့နေလောက်ပြီဆိုပြီးကျိုးယူလေးတယောက်ကစိတ်ကောက်တော်မူနေခဲ့ပါတယ်ဒီအချိန်မှာပဲတောင်ကြကာကွယ်လောက်ခါသွားသလိုကျိုးယူလက်ထဲကခေါင်းလောင်းလေးတစ်ခုကလည်းအလိုလိုအချက်ပြလာခဲ့တာကြောင့်ဝလင်းရောက်လာပြီးဖြစ်မှန်းသဘောပေါက်သွားကြပါတယ်စိတ်ကောက်နေတဲ့သူကကောက်နေတဲ့စိတ်တွေပြန်ဖြောင့်သွားရပေမဲ့ဝလင်းအနောက်မှာဘာမှရှိမနေတာကြောင့်ခဏလောက်ရှာပြီးတာနဲ့သူ့ကြားကြီးပဲမှလဲဆိုကလက်ဖြန့်တောင်းပါတယ် ဝက်လင်းကဘာမှမသိတော့ဘိုးဘေးဖြစ်သူကပြန်လာတဲ့အခါကျရင် ကြားကြီးတကောင်ယူလာပေးမယ်ဆိုပြီးဂရီပေးသွားခဲ့တဲ့အကြောင်းကတိုလီရှင်းပြလိုက်တဲ့အခါကျမှသူသတိမေ့သွားတဲ့အတွက်တောင်းပန်စကားဆိုလိုက်ရပါတယ်။ခြေဆောင်နေတဲ့ဂျိုးယူလေးကိုမြင်တော့သူနဲ့အတူတူတခြားနေရာမှာကြားသွားဖမ်းဖို့ခေါ်သွားပေးမယ်ဆိုပြီးဂျိုးယူလေးစိတ်ပျော်သွားအောင်ဝက်လင်းဂရီပေးလိုက်တဲ့နောက်ကျူးချွေးဂျိုးကနေခေါ်ထုတ်လာခဲ့ပါတော့တယ်။ လီယွန်ဖုန်းနဲ့ဘလူးနဲ့ဆိုပိုးပေးတို့ကိုတပစ်ခဲ့တဲ့တဲ့ရင်ကကျူးချွတ်ကြို့တစ်ခုလုံးမှာလူတိုင်းသိနေကြပြီဖြစ်လို့ခြူတိုင်းပြည်တောင်ကြားကိုအန်ဒရီရောက်ရှိလာနိုင်တဲ့အပြင်လီမူဝမ်ပြန်လည်ရှင်တန်ရေးမှလည်းမမျောလင့်ထားတာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကျူးချွတ်ကြို့ကနေနှစ်နှင်းငယ်လောက်ထွက်ခွာလာခဲ့တာဖြစ်ပြီးအားလုံးပြီးတဲ့အချိန်ကြမှာပြန်လာကြမှာဖြစ်တယ်လို့ကျိုးယူလေးကကြားကြည့်ပေမှလည်းမေးတော့အပြာရောင်ကြို့တစ်လုံးကိုညွန့်ပြပေးလိုက်ပါတော့တယ်။ သူတို့ရောက်တဲ့အခါဓာတ်သုံးချောင်းပြစ်လွတ်လိုက်ကတောင်တရံတစ်ခုကိုဂူအိမ်တော်အဖြစ်ဖန်တီးလိုက်ကြပြီးကျိုးယူလေးတို့ကအိမ်သစ်စီကိုအပြေးလွှားသွားကြည့်ကြသလိုဝလင်းကပုံပြသက်ကိုနေရာချထားလိုက်ပြီးဒီနေရာတစ်ခုလုံးကိုလည်းအကာအကွယ်စီရင်ထဲမှာထည့်သွင်းပြစ်လိုက်ပြန်ပါတယ်။ပြီးတဲ့အခါမူလခနာကိုကိုပြန်လဲခွဲထုတ်လိုက်ပြီးဂျိုဆွမ်းအင်တွေကိုဆက်လက်ဆုပ်ယူကျင့်ကြံဖို့အတွက်ကမ္ဘာဥတိုင်းအောက်ခြေထိဆင်းသွားစေလိုက်ပါတယ်။ကျိုးယူလေးအသက်၁၈နှစ်ပြည့်တဲ့အချိန်လီမူဝမ်ဒရီသားဖွဲ့ပြီးတဲ့အချိန်ကျရင်မျက်ညံတွေအားလုံးပြန်လဲရရှိလာမှာပါ။ အဲ့ဒီအချိန်ကိုရောက်ရင်ကျိုးယူလေးဆိုတာပျောက်ွယ်သွားမှဖြစ်ပြီးလက်ရှိခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ဟာလီမူဝမ်တယောက်ထဲသာဖြစ်တည်သွားပါလိမ့်မယ်။ကောင်းကင်လန်းစင်ဟာလည်းနောက်တစ်ကြိမ်သစင်းလာမှဖြစ်ပြီးနောက်ထပ်6နှစ်သာကျန်ရှိနေပါတော့တယ်။ဘာမှမသိတဲ့ကျိုးယူလေးကတော့အချိန်များစုကိုရှောင်ပိုင်နဲ့အတူပျော်ရွှင်စွာဆော့ကစားနေလျက်ရှိပြီးအရန်လိုချင်တဲ့နောက်ထပ်ကြာကြီးကိုလည်းဖန်စီအညံ့ခံစေလိုက်ပါတယ်။ဒီလိုနဲ့အချိန်တွေကုန်လာခဲ့ပြီးကျိုးယူလေးရဲ့စိတ်ဝိညာဉ်ဟာလီမူဝမ်စိတ်ဝိညာဉ်ရဲ့ဝါမျိုးတိုက်စားခြင်းကိုမသိမသာခံစားနေရပါဘူး။ လွန်ခဲ့တဲ့73နှစ်တုန်းကကောင်းကင်လန်းစင်ကိုတားဆီးနိုင်ဖို့အတွက်ဆိုပြီးတားမြစ်ချက်များစွာအစီအများစွာခင်းကျင်းထားခဲ့ပေမဲ့ထိခိုက်မှုတစ်ချက်လေကြောင့်အကုန်လုံးပျက်စီးသွားခဲ့ရပါတယ်။သူကိုယ်တိုင်ကလည်းနတ်ဖျားခန္ဓာပေါင်းဆက်လိုက်ပြီးလီမူဝမ်ပြက်လဲဝင်စားနိုင်ဖို့အတွက်အချိန်နည်းနည်းလေးလူယူဖို့ကိုတောင်အစွမ်းကုန်ထုတ်သုံးခဲ့ရတဲ့အပြင်အပြင်းထန်ထိခိုက်ခဲ့သေးတာကြောင့်ဒီတစ်ခေါက်အတွက်ခန္ဓာကိုယ်နှစ်ခုလုံးစီမှာကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲကျိုးယူလေးအရွယ်ရောက်လာပြီး16နှစ်ကာလနီးကပ်လာတဲ့အခါမှာတော့စိတ်ဝိညာဉ်ဝါမျိုးမှုတွေကတိတိတသားပြင်းထန်လာခဲ့ပြီးလီမူဝမ်ပါဝင်နေတဲ့အိမ်မက်ဆိုးတွေကိုလည်းအမြဲတစေမြင်မက်နေလျက်ရှိပါတယ်။အိမ်မက်ထဲကလူဟာဘသူဘဝမှန်းတေချာမသိရှိပေမဲ့သူမနဲ့သက်ဆိုင်နေမှကျိုးယူလေးသဘောပေါက်နေပြီဖြစ်ကလန်နိုးလာတဲ့အချိန်တိုင်းမှာလည်းသူမခန္ဓာကိုယ်ထဲမှာတခြားတဦးရှိနေပြီးအဲ့ဒီအမကြီးနိုးထလာတဲ့အချိန်ကျရင် သူမပြောက်ကွယ်သွားရလိမ့်မယ်ဆိုပြီးအလိုလိုခံစားမိတဲ့အကြောင်းတွေကိုဝက်လင်းကိုပြောပြလေးရှိပါတယ်။ ဝယ်လင်းစစ်ဆေးကြည့်တဲ့အခါခန္ဓာကိုယ်တစ်ခုထဲမှာစိတ်ဝိညာဉ်တစ်ခုရှိနေမှန်တွေ့လိုက်ရတဲ့အခါကိုဝင်တဲ့အမျိုးသမီးထံကိုလီမူဝမ်ရဲ့မူလစိတ်ဝိညာဉ်ထည့်သွင်းလိုက်တဲ့အချိန်တည်းကကြိုးယူလေးဟာစိတ်ဝိညာဉ်ရှိနေခဲ့တာဖြစ်မှန်သဘောပေါက်သွားခဲ့ပါတယ်။တကယ်တမ်းဖြစ်စေချင်တာကကြိုးယူလေးမဖြစ်လာခင်တည်းကဒီခန္ဓာကိုယ်တစ်ခုထဲမှာလီမူဝမ်သာရှိစေချင်တာဖြစ်ပြီး၁၈နှစ်ပြည့်တဲ့အခါမျက်ညံတွေအားလုံးပြန်လည်ရရှိစေချင်တာမျိုးဖြစ်ပေမဲ့ဖြစ်ချင်တိုင်းဖြစ်မလာခဲ့ပဲကံတရားဆိုတာကြီးကထပ်မံနောက်ဆက်လာပြန်ပါတယ်။ ်လက်ရှိအခြေအနေကလီမူဝမ်ကိုပြန်လည်မွေးဖွားလာစေခြင်းကျိုးယူလေးရဲ့စိတ်ဝိညာဉ်ဟာဝါမျိုးခံလာရမှာဖြစ်တယ်လို့ကျိုးယူလေးကိုအသက်ရှင်စေခြင်းရဲ့လည်းလီမူဝမ်ကိုလက်လွတ်ဆုံးရှုံးရပါလိမ့်မယ်တယောက်ယောက်ကိုဇတိပြရမယ့်ရွေးချယ်မှုဟာနှစ်ယောက်စလုံးပေါ်မှာတန်ရောစင်တွေနေသူကြီးအတွက်တော့ရွေးချယ်ရသိက္ခတ်နေပါတော့တယ်အဲ့ဒီအချိန်ကနေစပြီးဝလင်းတယောက်ထန်းနီပတိစေတဲ့ဝင်ရောက်ပြောက်ွယ်သွားခဲ့တယ်လို့တတိယမြောက်ရွေးချယ်မှုအတွက်အကောင်းဆုံးသောနီလန်းကိုအချိန်ပေးရှာဖွေနေလျက်ရှိပါတယ် အပြင်ဘက်မှာတော့ရှောင်းပိုင်နဲ့သာအချိန်ကုန်ဆုံးရတဲ့ဂျိုးယူလေးကပြင်းကြီးငွေ့နေပြီဖြစ်တယ်လို့တခုခုရှာတွေ့သွားတဲ့ဝက်လင်းတယောက်အပြင်ပြန်ထွက်လာခဲ့ပြီးဂျိုးယူလေးစီသွားကအဖြစ်မှန်တိုင်းရှင်းပြပေးပါတော့တယ်။အချိန်တခုကြာပြီးတဲ့အခါဂျိုးယူလေးကအရာအားလုံးကိုနားလည်သွားခဲ့ပြီးသူမခန္ဓာကိုယ်ထဲမှာရှိတဲ့လူကဦးလေးဝန်ချေးရတဲ့လူလားဆိုပြီးမေးတဲ့အခါသူအရင်တုန်းကမင်းကသူ၊သူကမင်းလို့ပဲထင်ထားခဲ့ကြောင်းအခုနှစ်ဦးနှစ်ဖက်လုံးအဆင်ပြေနိုင်မဲ့နီလန်းကိုရှာတွေ့ထားခဲ့တယ်ဆိုပြီးဝက်လင်းကရှင်းပြပေးလိုက်ပါတယ်။ လီမူဝဲနိုးထလာတဲ့အခါကျိုးယူလေးကိုချိတ်ပိတ်ပစ်လိုက်ပြီးအရာအလုံးပြီးတဲ့အခါကောင်းမွန်တဲ့ခန္ဓာကိုယ်အစ်စ်မှပြန်လဲမွေးဖွားပေးမယ်ဆိုပြီးပြောတော့ဘာမှမတတ်နိုင်တဲ့ကျိုးယူလေးလည်းမျက်ရည်ကြာယုံသာတက်နိုင်စွမ်းရှိပါတော့တယ်။ငယ်စဉ်တည်းကဦးလေးဝံကိုဆွေမျိုးတစ်ယောက်လိုသဘောထားခဲ့တဲ့အကြောင်းအမကြီးလီမူဝံကိုအိမ်မက်ထဲမှသာဝေဝေဝါးဝါးမြင်တွေ့ရပေမဲ့အလွန်လပါမန်းသိနေပြီးသူမှအရွယ်ရောက်တဲ့အခါကျရင်လည်းအမကြီးလိုမျိုးဖြစ်လာခြင်းကြောင့်ပြောတော့ဝက်လင်းလဲအနားယူခိုင်းလိုက်ပြီးထွက်ခွာသွားပါတော့တယ်။ ဒီနီလဟာအကောင်းဆုံးရွေးချယ်မှုလို့ဝလင်းစိတ်မကောင်းဖြစ်နေခဲ့ပြီးသူ့နေရာမှာမင်းဆိုရင်ရောဘလို့လုံးမှာလဲဆိုပြီးလီမူဝန်ကိုသာမေခွန်းထုတ်နေမိပါတယ်။ရုပ်ခန္ဓာဆိုတာကိန်းအောင်မဲ့နန်တရားမရှိရင်အသွေးသားတုံးကြီးဖြစ်တယ်လို့ဖောက်လွဲဖောက်ပြန်တတ်တဲ့ရုပ်စုဝေကြီးတဘောကိုကျိုးယူလေးဟာရှောင်းပိုင်းကိုပြောပြနေခဲ့တဲ့အပြင်၄၅နှစ်လောက်အိမ်မောကြပြီးသွားရင်ကောင်းမွန်တဲ့ခန္ဓာကိုယ်မှာပြန်မွေးဖွားရမှာပါဆိုပြီးဖြစ်သိမ့်နေခဲ့ပါတယ်။သူထွက်မသွားခင်တော်တဲ့ပြန်လွတ်ပေးမှာပါဆိုပြီးပြောတော့ အတင်းကျပ်ဖန်ခံထားရတဲ့ဒါရဲတလိမ့်ဆန်ဖြစ်နေပါစေအချိန်ကြာကြီးအတူတူရှင်တွဲနေထိုင်ခဲ့ကြပြီးတန်ရောစဉ်ဖြစ်တည်နေပြီမို့ကျိုးယူလေအခုလိုခံစားနေရတာကိုသူလည်းမကြည့်ရနိုင်ပါဘူးဒါကြောင့်ကျိုးယူလေအိပ်ပျော်သွားတဲ့အချိန်ရှောင်းပိုင်ဟာဆုံးဖြတ်ချက်တစ်ခုနဲ့အတူအတီးတစ်ခုပေါက်ရောက်နေတဲ့တောင်ထိပ်တစ်ခုပေါ်ကိုခက်ခက်ခဲခဲကုတ်တွယ်ရင်းညတွင်ချင်းတက်ရောက်နေပါတယ်ရှောင်းပိုင်ပြန်ရောက်လာတဲ့အခါဒန်ယာတန်ချက်များစွာကြောင့်တကိုယ်လုံးနီးရဲနေခဲ့ရပြီးခူးလာတဲ့အတီးတစ်လုံးကိုကျိုးယူလေကိုအမြန်စားခိုင်းလိုက်ပါတယ်ဒါပါအတီးလဲဆိုတဲ့ကျိုးယူလေမေကွန်းကိုတော့ တတိတာပြုတ်ကွဲသည့်ဆိုပြီးဘယ်တော့ကရောက်နေမှမသိတဲ့ဝက်လင်းကအေးဆက်စွာပြောလိုက်တဲ့အပြင်အတီးကိုဖျက်ဆီးပစ်လိုက်ကသူ့ကိုရံမှုကျင်နေတဲ့ရှောင်းပိုင်းတနည်းအားဖြင့်တခင်ဖြစ်သူကိုအယံကာကွယ်ပေးခြင်းနေတဲ့ကြားဖြူကြီးကိုထိခိုက်အောင်လှုပ်ချင်သွားပါတယ်။ဒါပေမဲ့ကျိုးယူလေးကထိခိုက်အောင်မလုပ်ပါနဲ့ဆိုပြီးတောင်းဆိုလိုက်တာကြောင့်ဒံယာတွေကိုကုသပေးလိုက်ပြီးပြန်ထွက်သွားတဲ့အခါကျိုးယူလေးကဘလို့လုပ်ရမလဲဆိုတာသူမရွေးချယ်ပြီးပြီဖြစ်လို့စိတ်ချလို့ရပါတယ်ဆိုပြီးဂရီလန်ပေးလိုက်ပါတယ်။ နောက်ပိုင်းနေ့ရက်တွေဟာပုံမှန်နေ့ရက်တွေလိုမျိုးပဲလှုပ်ရှားသွားလာပြီးစုတ်ကစားပြုမှုနေပေမဲ့ကျိုးယူလေးဟာဒီမိန်ကျအဖြစ်သားလိုမျိုးပျော်ရွှင်မှုအစစ်မှန်တွေကင်းမဲ့နေလျက်ရှိသလိုလီမူဝက်နိုးထဖို့နီးကပ်လာတာနဲ့အမျှကျိုးယူလေးအိတ်ချိန်တွေဟာတာမန်ထက်ပိုကျလာပါတယ်။ဒီနေ့ရက်တွေမှာတော့ကြားဖြူလေးရှောင်းပိုင်ဟာစေခိုင်းသမျှအရာတိုင်းကိုမငီးမညူလုပ်ပေးခဲ့ပြီးအကောင်းဆုံးအဖို့မှန်ဖြစ်ပေးခဲ့ပါတယ်။ဝက်လင်းဟာဗီလိန်စဲရုပ်ဖြစ်နေပေမဲ့သူကိုယ်တိုင်အတွက်လည်းရွေးချယ်စရာရှိမနေခဲ့ပါဘူး။ ကောင်းကင်လန်းစင်တဆင်းလာတဲ့အချိန်ကျရင်အစွမ်းထက်ရတနာငါးခုကတားဆီးနိုင်လောက်ပေမဲ့တစ်ချက်လေးလွဲချော်သွားတာနဲ့တပွဲလုံးရှုံးနိမ့်သွားရပါလိမ့်မယ်။ဘဝတွေနဲ့လောင်းကြီးထက်ထားရတဲ့ပွဲမှာရှုံးနိမ့်ခြင်းကိုခွင့်မပြုနိုင်တာကြောင့်ဘုံပြတ်သက်အပေါ်မှာတားမြစ်ချက်များစွာခင်းချင်းပြစ်လိုက်တဲ့နောက်စောင်းမြော်နေတဲ့နေ့ရက်တစ်ဖြစ်လေလီမူဝမ်နိုးထလာမဲ့နေ့ရက်ကိုတိတ်မကြခင်ရောက်လာပါတော့မယ်။နောက်တစ်နေ့မှာတော့ကျိုးယူလေးကခေါင်းလောင်းပြန်ပေးလိုက်ပြီးသူ့ကိုယ်စားတင်ထားခိုင်းတဲ့အခါဝလင်းကကိစ္စတွေပြီးသွားရင်ပြန်လဲဝင်စားစေမှဖြစ်ကြောင်းကတိပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်အကြောင်းအပြည့်စုံပြောပြခိုင်းတဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကအမတ်မထင်တွေ့ဆုံခဲ့ကြရတဲ့လွမ်းမောဖွဲ့ရဇလန်းလေးတပုတ်ကိုဝန်လင်းပြောပြပေးလိုက်ပါတော့တယ်။မိဘတွေအသက်ခံရပြီးတဲ့နောက်အရာအလုံးကိုရန်သူထင်မှတ်ထားသူဟာမင်းကလေးတဦးကိုစေဖို့ဆက်ပေးဖို့ဖန်ဆီးခေါ်ဆောင်လာရင်းနဲ့ရှိုးမော်ပင်လေတဲ့ကိုဝင်ရောက်လာခဲ့ကြတယ်လို့အဲ့ဒီမင်းကလေးဖြစ်သူကသူ့အသက်ကိုကယ်တင်ပေးခဲ့ဖို့တာကြောင့်ဝန်လင်းရဲ့ဘဝမှာမိဘတွေကလွယ်ပြီးအဲ့ဒီမင်းကလေးဟာအကာအကွယ်ပေးခြင်းဆုံးသူဖြစ်မှန်မသိဖြစ်လာခဲ့ရပါတော့တယ်။ တွေးဆောင်ခြင်းဟာခွဲခွာခြင်းရဲ့အစဖြစ်ပြီးယွန်းထန်းကိုင်းကအဖြစ်ပြက်တွေအထိပြောပြနေချိန်မှာပဲလီမူဝမ်နိုးထချိန်ကိုရောက်ရှိလာပြီဖြစ်လို့ဂျိုးယူလေးဟာအိမ်မောကျသွားခဲ့ရပါပြီ။မဟာလန်းစင်ဟာကြမ်းတမ်းခက်ထန်လွန်းသလိုသူတို့နှစ်ယောက်ကြားကတတ်မှတ်ထားတဲ့ကံကြမ္မာကလည်းကြီးစဲမှုပြုလုပ်လွန်းတယ်ဆိုပြီးဝမ်လင်းရဲ့တရိယာလွန်းဆွတ်တန်တွေကိုလီမူဝမ်လည်းကြားနေရပြီဖြစ်တာကြောင့်မျက်ရည်တစ်စက်ကျဆင်းသွားရပါတယ်။လီမူဝမ်ဖြစ်နေပြန်နိုးလာတဲ့အခါမှာတော့ ကောင်းကင်လန်းစင်ကြီးဟာမဖိတ်ခေါ်ပဲရောက်လာပြီဖြစ်လို့ဝက်လင်းပြင်ဆင်ထားချိန်မှာပဲသူမနိုးထလာရတဲ့အကြောင်းအရင်းကိုသဘောပေါက်သွားတဲ့အတွက်ဆီယာဒူအကိုရှင်ကျမကိုလိန်နေဆိုပြီးလီမူဝမ်တယောက်ကဝမ်းနေကြီးစွာရေရွတ်လိုက်ပါတော့